မေတ္တာများများပွားလာတဲ့ပုဂ္ဂိုလ်ဟာဒီရှင်နေကဒေါသဟာဘဝနဲ့ချီပြီးတော့ပျောက်ကင်းနေတတ်တယ်။ရှင်နေမှာဒေါသမပေါ်ပြီးသဘောကောင်းတဲ့ပုဂ္ဂိုလ်မျိုးတွေဖြစ်တယ်။အဲ့ဒါနဲ့ပတ်သက်ပြီးတော့သူ့ရဲ့ဘဝအတွေ့အကြုံကိုပြောပြတဲ့အခါမှာအရကောဟုတ်တော်ဝမေတ္တာစိတ်တံတတ္တဝတ္တာနိဘာဝယေ တတကပ္ပိပြမနောပြမလောကီတတမအကောဒနောဟာသူဟာဘယ်တော့မှစိတ်မဆိုးဘူးဘူးတဲ့ဘာကြောင့်စိတ်မဆိုးဘူးတာတုံးဆိုအတိတ်ဘဝတုန်းကတဲ့အရကဆိုတဲ့ဆရာကြီးတူ ဖြစ်ခဲ့တယ်ယသိဆရာကြီးတူဖြစ်ခဲ့တယ်အဲ့ဒီယသိဆရာဖြစ်တဲ့အချိန်တုန်းကခုနှစ်နှစ်ကြာအောင်မေတ္တာဘာဝနာနဲ့ရွှန်းထုတ်ခဲ့ဖူးတဲ့ မေတ္တာကိုလေ့ကျင့်ခဲ့တယ်။ခုနှစ်နှစ်လေ့ကျင့်ထားတဲ့မေတ္တာဆံရဲ့ဆွမ်းကြောင်းသူဟာဒီဘဝမှာဒီရှင်လျားတဲ့ကဘာပေါင်းခုနှစ်ကဘာထီအောင်ပြမပြေမှာစိတ်လုံးဝမဆိုးဘူးတဲ့ပုဂ္ဂိုလ်အနေနဲ့ဖြစ်ခဲ့ဘူး။နော်ကဘာနဲ့ချီပြီးတော့စိတ်မဆိုးဘူးတဲ့ပုံကိုဖြစ်ဖို့ဆိုတော့လွဲတာမဟုတ်လေ။ပြမပြေရောက်သွားတဲ့အခါမှာ ရှင်မလောကမှာနေတဲ့အခါမေတ္တာကရုဏာမုရိဒ္ဓဥပေက္ခာဆိုတဲ့ပြမစိုးတရားနဲ့နေတဲ့ပြမတွေမှာစိတ်ဆိုးတယ်ဆိုတာတခါမှမရှိဘူး။အဲတော့လောကမှာစိတ်ဆိုးခြင်းတောင်မေ့သွားတော့တဲ့အနေအထားမျိုးရှိတာ။စိတ်ဆိုးတယ်ဆိုတာဘယ်လိုတော့ဘယ်လိုဖြစ်တာကိုစိတ်ဆိုးတယ်လို့ခေါ်ရမှာတော့ဒေါသဆိုတာဘယ်လိုဟာတော့လို့မေးယူရလောက်သူ့ရဲ့ရင်ထဲမှာပျောက်ကွယ်သွားတယ်။သို့တော့ဒေါသအမြင့်ပါပျောက်ကွယ်တာတော့ အနာခံအဆင့်ရောက်သွားရင်တော့လောဘဒေါသပျောက်ကွယ်သွားတယ်လို့ဆိုတာအဲ့တော့ဒီပုဂ္ဂိုလ်ကတော့အရကဆိုတဲ့စသိဖြစ်တဲ့အချိန်တော့သူဟာခုနှစ်နှစ်တည်းဒီမေတ္တာဘာဝနာကိုပွားခဲ့တာဖြစ်တယ်။မြတ်စွာဘုရားကလည်းမေတ္တာဘာဝနာရဲ့ကောင်းကျိုးကိုဟောခဲ့တာရှိတယ်။မေတ္တာဘာဝနာပွားရတာတဲ့ဒီအိဗဒမ အရေးကြီးလို့ဝေလာမတုတ်တာမှာအကောင်းဆုံးကုသိုလ်ဆိုတာကိုအစဉ်စဉ်ဖော်ပြတဲ့အခါနော်ကျောင်းကြီးဆောက်လှူတဲ့ကုသိုလ်ဟာဒီအများအတွက်အရလေးမျက်နှာမှာလာတဲ့တန်ခါသုံးမဟုတ်အလုံးအတွက်နာခိုးဖို့အဆောက်အဦတခုဆောက်လှူတယ် ဒါနတွေမှာတော့ပစ္စည်းလူတဲ့ဒါနတွေမှာတော့အကောင်းဆုံးပဲဒါဖြင့်ဒီတဲ့ကောင်းတဲ့ကုသိုလ်ရှိလားဆို ရှိသေးတယ်ဒီတဲ့ကောင်းတဲ့ကုသိုလ်ကကိုယ်ဘဝကိုဖရာတရားတန်ခါယရဏသုံးပါးကိုအနှံ့နဲ့တရဏခုံကုသိုလ်ဟာကြောင်းဆောက်လှူတဲ့ကုသိုလ်တွေမြတ်တယ်လို့ပြောတယ်ဒါဖြင့်အဲ့ဒီတဲ့မြတ်တဲ့ကုသိုလ်ရှိသေးလားရှိသေးတယ် နာဝတိလထပ်ပိုးပြီးတော့စောင်းလိုက်လို့ရှင်တရဏဂုံသာဆောက်တည်တဲ့ကုသိုလ်တဲ့နာဝတိလပါပါလိုက်မယ်ဆိုပုံမြတ်ပါဒါဖြင့်အဲ့ဒီတဲ့မြတ်တဲ့ကုသိုလ်ရှိသေးလားလို့ဆိုရှိသေးတယ်ဖဲ့ကုသိုလ်တော့ဆိုနတ်သားလေးတရှူလောက်အချိန်ပိုင်းလေးပဲဖြစ်စေမေတ္တာဘာဝနာပွားပါနတ်သားတရှူဆိုတာမြတ်မပြေကလူတွေသဘောပေါက်ပါတယ် တနခါသွေးကြောက်ပြင်ပေါ်မှာတနခါလေးသွေးပြီးတော့လက်ကလေးနဲ့ယူပြီးနှာဝတိပြီးတော့ရှူလိုက်တဲ့အချိန်ပိုင်းနန္ဒာတရှူလို့ခေါ်တယ်နော်အဲ့ဒီအချိန်ပိုင်းလေးပဲဖြစ်စေကိုယ့်ရင်ထဲမှာဒေါသဖြောက်သွားအောင်မေတ္တာပွားလိုက်မယ်ဆိုရင်အဲ့ဒီကုသိုလ်ဟာခုနပြောတဲ့ကုသိုလ်တွေတည်းမြတ်တယ်။ဘာကြောင့်မြတ်တာရောလို့ဆိုခုနကတရဏဂုံနဲ့တိလကတိလကုသိုလ်များတာဖြစ်တယ် ကျောင်းလူတာကဌာနကုသိုလ်တရဏဂုံနဲ့သီလကသီလကုသိုလ်ဟောဌာနရဲသီလကမြတ်တယ်မေတ္တာဘာဝနာပွားရကြတော့သမထဖြစ်သွားတယ်ဟောဘာဝနာဖြစ်သွားတယ်ဒါကြောင့်ဟောလို့မေတ္တာဘာဝနာဆိုရက်ဌာနသီလဘာဝနာသမထဘာဝနာပုံမြတ်တယ်ဒါပြင်းဒီတဲ့ကောင်းတဲ့ကုသိုလ်ရှိသေးတာဆိုရှိသေးတယ်အဲ့ဒီကုသိုလ်ကဘာလို့ဆိုဝိပဿနာကုသိုလ်လောကကြီးကမမြဲဘူးဆိုတာကို အချိန်တိုင်းတားလေးတစ်ခုအတွင်းမှာပဲလက်ဖြစ်တည်းအချိန်လောက်တူတောင်းတဲ့အချိန်လေးပဲဖြစ်စေကိုတယောက်တည်းနေတဲ့အချိန်လေးမှာစဉ်းစားလိုက်ပါဝိပဿနာဉာဏ်လေးဖြစ်အောင်